ဇာတောဟံဘဂိနိယရိယာယာဇာတိယာဇာတောနာဝိဇာနံမေတင်စိစ္ဆပါဏဇီဝိတာဝရောပိတာတေနာသစ္စေနသုတိတေဟောတုသုတိကပတာဘဂိနိနမအဟံငါတိဇာတောအခြင်းအခါမှစာ၍ အရိယာယဇာတိယမြတ်စွာဘုရား၏အရိယာဇတ်အဖြင့်ဇာတော်ဖြစ်ခဲ့ပြီးတတော်ထိုအခါမှာပဋ္ဌာယစာ၍ပါဏံအသက်ရှိသောတတဝါတဦးတယောက်ကိုသင်စိတ်စသေးစီလိုသောစေတနာနှင့်တကားစေသောကျူးကုတ်အာထုတ်၍ဇီဝိတာဇီဝိတိန်တရေမှာ ဩရောပေတာခွင်းခဲ့ဘူးသည်ဖြည့်စည်းခဲ့ဘူးသည်ကိုနာဝိဇာနာမိတခါဘူးမြမတိရပါအေဒေနာသေစေနာထိုးမှန်ကန်တဲ့သစ္စာစကားကြောင့်တေသင်နှမဤသူတီဘေယံအန္တရကင်း၍ချမ်းသာခြင်းသည်ဟောတုဖြစ်စေတည်း ကပတာကိုဝင်သူငယ်ဤသူထီးကျမ်းမှာချမ်းသာခြင်းသည်ဟောတုဖြစ်ပါစေတည်း